Hello မင်္ဂလာပါမသူဒီနေ့ဝေးမြမယ်ကြောင်းရင်းလင်ကကြတော့ဓမ္မတာမမှန်တဲ့လူပေါ့နော်မမှန်တဲ့ဖြစ်စေတဲ့ကြောင်းရင်းလေးတွေကိုလာပြီးတော့ဝေးမြပေးမယ်မမှန်ဘူးဆိုတာကကြတော့အာဒီလာလာလိုက်နှောက်လာမလာလိုက်မဟုတ်ဘဲနဲ့ရှေ့ဗီဒီယိုမှာပြောထားတဲ့အဲအချက်တွေရှိနေတဲ့သူတွေကိုဓမ္မတာမမှန်တဲ့လူလို့တတ်မှတ်တယ်အဲ့လိုမျိုးဖြစ်စေတဲ့ကြောင်းရင်းလေးတွေကိုဒီဗီဒီယိုလေးနဲ့ဝေးမြပေးမယ်ပေါ့နော်နံပါတ်1အနေနဲ့ကကြတော့စိတ်ဖိစီးမှုများလို့ရှိရင်လေဒါဓမ္မတာမမှန်တတ်ဘူးနံပါတ်2အနေနဲ့ကြတော့ PCOS လို့ခေါ်တဲ့ဒီဒီပေါ့ เนาะตาอุไอ้มาเยยกะเลดิเดะเลยဆိုလို့ရှိရင်လဲဒါဓမ္မတာမမှန်တတ်ဘူးနောက်လို့ရှိရင်ဒီ တိမ်ထဲမှာအဖူတွေလုံးတွေကြိတ်တွေရှိတဲ့သူတွေဆိုလို့ရှိရင်လည်းဒါဓမ္မတာမမှန်တတ်ဘူးနောက်တစ်ချက်ကကျတော့ PID လို့ခေါ်တဲ့ဒီ main ကလေးတွေမှာဒီပေါ့နော်ဒီမျိုးပွားအင်္ဂါတွေရောင်ရမ်းတဲ့ဟာမှာဆိုလို့ရှိရင်လည်းဒါဓမ္မတာမမှန်တတ်ဘူးနောက်တစ်ချက်ကကျတော့ဒီအဲအာကစားတွေကိုအပြင်းထန်လုပ်တဲ့သူတွေမှာဆိုရင်လည်းရာသီမမှန်တတ်ဘူးနောက်တားဆီးတွေတုံးနေတဲ့သူတွေတားဆီးတုံးနေတဲ့သူဆိုတဲ့နေရာမှာတောင်မှပဲအဲဒီပုံမှန်တားဆီးတုံးတဲ့သူတွေရှိတယ်လို့အရေးပေါ်တားဆီး ောက်နေတဲ့လူတွေကြောင့်ပို့ပြီးတော့သူတို့ကယာစီမမှန်တာတွေဖြစ်နိုင်တယ်ဓမ္မရာမမှန်တာတွေဖြစ်နိုင်တယ်အဲနောက်တစ်ချက်ကကြတော့ဒီလေပင်းကြီးပေါ့နော်ဒီသွားရိုက်ကြောင်လဲဒီဓမ္မရာမမှန်တာတွေဖြစ်နိုင်တယ်ပေါ့နော်မသူကူပြောတဲ့ချက်ကလေးတွေကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးပါကျေးဇူးတင်ပါတယ်ရှင်